bán lên đây mà xin đấy tiền là liệu vội kéo số phải hôm sau mà rồi nắp sàn đấy mà đổ sộ anh luôn mà vội tạnh này ဒီလိုအားလုံးနဲ့ရှင်နေမှာပါကြည့်ရစို့ခင်ဗျားတို့လည်းမဖြစ်နိုင်တဲ့အရာကိုဘယ်လိုစိုက်ရမလဲခင်ဗျားတို့နောက်မှာဒီ ဟိုင်းချရမီဝပီတိုညေကိုမော်မာမားအားလုံးပဲမင်္ဂလာပါ news bit channel ကနေပြန်မချိုဆိုလိုက်ပါတယ်2025ခုနှစ်မေလ3ရက်နေ့ရက်ကျတို့မနေ့ပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့မနေ့မှနောက်ဆုံးကြားသိရတဲ့တော်လန်ဒရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့စာဆုံးချစ်စုပေးချဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်အယုံဆုံးနေနဲ့ခါတိုင်းလိုပဲကျတို့တရင်တို့တရင်ကောင်းလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တို့အနေနဲ့ကတော့ ။ပကိုးတိုင်းညောင်လိပ်ပင်မြို့နယ်မှာစစ်ကောင်စီရဲ့ခမာရ20ခမာရ984တပ်ရင်းနဲ့ခလာရ53တပ်ရင်းတို့အဆောရင်ပြည်သူတွေကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေကျူးလွန်ခဲ့တဲ့စပရမအမနစ်စစ်ဒေသကဖမ်းဆီးထားတဲ့ညောင်လိပ်ပင်မြို့နယ်ကပြူစော်ထီကောင်းဆောင်လိုင်မင်းရနေမြို့မှာထွက်ဆိုလိုက်တာပဲဖြစ်ပါတယ်။သူရဲ့ထွက်ဆိုချက်တွေရအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေမှာခမာရ20တပ်ရင်းကဘူမူးနေလင်းဘူကြီးကျော်စော်လင်းနဲ့ဘူကြီးဇော်မျိုးထုတ်အပါဝင် ခလာရ59တယင်းကဘူဂျီချစ်ကိုဝင်တော့ဆိုရင်အဓိကကျွလွန်ခဲ့တဲ့လူတွေဖြစ်တယ်ဆိုပြီးမှအတိပေးပြောဆိုထားတာပေါ့နော်ဆိုတော့ကျွန်တော်တို့လည်းအဲ့လိုမျိုးတမိုင်းတဲ့အခန်းတွေကိုတရားလေးကိုစစ်ဆက်ပြီးတော့မှသူတို့နဲ့ထက်တင်လျောက်ပတ်တဲ့ပြစ်ဒဏ်တွေကိုအများဆုံးချမှတ်တော်ဖို့လိုအပ်တာပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့အရခတ်တတော်အေအေနဲ့တလိုင်းရရစုတွေတက်ခနေတဲ့မကွေးတိုင်းပြချံရခိုင်ရုံမပေါ်မှာရှိတဲ့နေ့ရကန်စကားမကြဖို့ဆေးအုပ်စုကပစီရွာမှာအင်အားဖြည့်တင်ခန်းစစ်ပြနေတယ်ဆိုပြီးတော့မှကျွန်တော်တို့သိရတာဖြစ်ပါတယ် နဲ့ရကောင်မရောက်ခင်ပစီရွာဆိုတာရှိပါတယ်။၃မိုင်လောက်ဝေးတယ်။ပရန်ကနေလာလို့ရှိရင်နဲ့ကန်လမ်းဟောင်းပေါ်မှာပစီအချိုရှင်းရွာဆိုတာရှိတယ်။အဲ့ဒီရွာမှာတော့ဘုန်းကြီးကျောင်းမှာတဆက်ထားပြီးတော့မှရွာထဲမှာတော့အရက်သားတွေတလားကြော်ကြော်ရှိပြီးအရက်သားလုံးဝမရှိတော့ဘူးပြဆိုပြီးတော့မှ slime roaching ကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။ပစီရွာမှာဆိုရင်အရင်ကကကွဲပစ္စည်းစင်ကိုကပ္ပဆာဆလေးနဲ့တမ69လောက်ခန့်ဆုပ်ဆုပ်ဖွဲ့တွေရှိနေတယ်ဆိုပြီးတော့မှတည့်ရတာပဲဖြစ်ပါတယ်။ကျွန်တော်အားလုံးသိထားတဲ့အတိုင်းအရခတ်တော်နဲ့ ကျွန်တော်တို့ PDF ပုံတော်ဖို့နဲ့နေပြီးတော့မှတိုင်းတုံးတိုင်းစစ်စင်ရင်းနေတဲ့အခုဆိုရင်ပြည်မာထဲကတဖြည်းဖြည်းဝင်လာတာဖြစ်ပြီးတော့မှဤထဲမှာအရေးပါချက်ချာကြတယ်ပေါ့နော်။နေကံပြူဟာစကန်းကုန်းတော့အခုဆိုရင်တိန်ပိုက်ထင်းချုံနိုင်ဖို့အစွမ်းကုန်ကျိုးစားနေတာဖြစ်ပြီးတော့မှစစ်ခွေးတတိုင်းနေနေကတော့အဲ့ဒီစကန်းကုန်းမချဖို့အတွက်တော်လေးကိုဆေးပြင်စမှုတွေလုပ်ဆောင်နေတယ်လို့ကျွန်တော်တို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်။ ဆရာကျော်ဒီနေမှာပထမဆုံးအနေနဲ့ကျမကတော့အခုဆိုရင်ကျွန်တော်အေရင်နဲ့ကြယ်တို့ဘက်ကနေပြောမှစစ်ကောင်စီရဲ့စစ်ကန်းကုန်းတွေကိုတခုပြီးတခုတင်ပတ်ရရှိဖို့ကြိုးစားနေပြီဆိုတဲ့အကြောင်းကိုဆရာလူမြတ်ကျော်နဲ့ပြောမှတရင်ကောင်းလေးပြောဆိုထားတာပဲဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာကြည့်လိုက်ရအောင်နော်အကတတော်အေရာကြောက်ဖြူရမ်းမြဲကားလမ်းပေါ်ကမင်းတတော်အထိုင်စကန်းဒုစစ်စင်နေပြီးအပြန်လန်းပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေပါတယ် တိုင်းပေါ်တိုင်းထိုးစစ်နဲ့အတူကြောက်ပြူစစ်တွေကိုစစ်ဆိုင်ထားတဲ့အာခတ်တက်တော် AES နော်လာအုတ်ဘကေတို့တစ်ချိန်တို့ထိုးစစ်ဘယ်ကောင်တားမလဲဆိုတာကြည့်ကျင်ပါသေးတယ်ဗျာမတားရဲပါဘူးဖက်စစ်တက်ဖက်စစ်တက်ကတော့လေအာခတ်တက်တော် AE ရဲ့ထိုးစစ်အရှင်ရောက် AE ဆိုတဲ့အတန်ကြားရင်စစ်တက်တရကောင်းနေလေမီဒီယာနေရာတော့မရှိအောင်ကြောက်ရွံ့နေလိုက်တာများအင်းလိန်ကဘောစကမ်ဘက်ကနေ AE ထိချုပ်ရနေရတယ်ကိုဖက်စစ်တက်ဟာထိုးစစ်ရှင်နေတယ် နံပါတ်တိုက်ပွဲဖြစ်တယ်အခုလက်ခမော်ရွာစကန်လေးကြာသွားပါပြီအဲ့တော့ခလာရ34ခမရ903ထုံမပြီးခန်းစစ်စင်လာတဲ့လက်ခမော်လက်ခမော်စကန်အထက်မိတ်မရပဲထွက်ပြေးကြတယ်လို့လည်းသိရပါတယ်မင်းတပ်တော်ခန်းစစ်ကိုပြန်ပေါင်းထားတဲ့အချိန်ကြီးကြာရပြီမင်းတပ်တော်ကိုလည်းအာခတ်တက်တော်အေးအေး ထုံးစစ်ဝင်ဖို့ဝိုင်းဝန်းပိတ်ဆို့ထားပါတယ်။ဒါကလက်ရှိအခက်တက်တော့ရခိုင်ပြည်နယ်ရဲ့စစ်မျက်နှာတစ်ခုတည်းကိုပြောနေတာ။တပတ်မှာညောင်ညောင်ကြီးတော့အုတ်ရှိပင်ကကပတ်ဆာရီအရာရီတိုင်းဟင်းတရလေးမျက်နှာချင်းဝင်လာတဲ့ထုံးစစ်ချေချေဝီပြောပြမနေတော့ဘူး။နောက်ရက်ဒီမှာတရင်ထူနားထောင်ဖို့ပြင်တာ။ကဲရခိုင်ပြည်နယ်ထုံးစစ်တီးပြီးတဲ့အခါအောင်ဝဲတရင်ကိုကြားပြီးတဲ့အခါဘမော်အချင်းတော်ကိစ္စ ဗမောအချိန်ကြီးပြောကြရအောင်ဗမောဒီကနေ့နောက်ဆုံးအချိန်ကြီးမှာတော့စောကခ27ရဲ့တက်မှမှုလို့ခေါ်မလားဗျူဟာမှုလို့ခေါ်မလားခွေပြေးပြရပြီလို့ကျွန်တော်တိတိကျကျပြောလိုက်ပါတယ်ဆိုတော့ကျွန်တော်ကြားတဲ့အတိုင်းပဲတရင်ကောင်းတွေကတော့များစွာရှိတာပါနော်အေးနဲ့ပွန်တဖို့နဲ့ကနေပြီးတော့မှလေးခမောစစ်ကောင်းကိုလည်းဟိုဆိုရင်ရရှိထားပြီးပြီနောက်ထပ်အနေနဲ့ကတော့တိုင်းတုန်တိုင်းစစ်စင်အပြင်အေဝရီတိုင်းထဲမှာရှိတဲ့ကျွန်တော်တို့ရေကြီးမြို့နယ်နဲ့ဒီစကောင်စီရဲ့ပေါ့နော်ထိန်းချုပ်ထားပါတယ်ဆိုတော့တာပေါင်းစတဲ့နေရာတော်တော်များများမှာဆိုရင်တော့ တပွဲတွေဆက်လက်ဖြစ်ပေါ်နေတော့မှာပြတော့မှာတစ်ဖက်မှာရှိတဲ့ကျတို့ကယ်နဲ့ပူအောင်တဖို့ဝင်ရတယ်ပြတော့မှာလည်းဘုံဘုံမှာသူတို့အစွမ်းကုန်တိုက်ခိုက်သိမ်းပွဲဖို့ကြိုးစားနေတဲ့ဒီဆက်ကခ20တဲ့ကိုလည်းပေါ့နော်ထိုးစစ်စင်တိုက်ခိုက်မှုတွေလုံးဆောင်နေတော့မှာလို့ကျတို့ကြားသိရတာဖြစ်ပါတယ်စခွေးတတိုက်အနေနဲ့ကတော့လုံးဝအတီးတရားမရှိသေးပဲနဲ့ကျတို့တော်လံပူအောင်တဖို့ဝင်ရဲ့အလေးငယ်မျိုးစွာဖြစ်ပြောင်းလဲခြင်းကိုခံရဖို့နှိစက်နေပြီဆိုတဲ့အကြောင်းကိုလည်းဒီနေ့ကနေထပ်ပြီးတော့မှာတတိပေးပြောလို့ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကျတို့ပြည်သူပြည်သားတွေလူငယ်နဲ့ ထောင်ဝင်ထွက်လာတဲ့အချိန်မှာစစ်ကောင်စီကနေပြီးတော့မှဘယ်လိုမျိုးကောက်ကျစ်ရုံမာတဲ့နီလန်းတွေနဲ့လှုပ်ဆောင်ခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှတင်ဆက်ထားတဲ့သတင်းလေးကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တက်မတော်တွေကစကားသက်အစီအစဉ်အနေနဲ့ထောင်ကြပြီးမှစစ်မှုပြန်ထမ်းနေရတဲ့စစ်တီတွေရေးသားပေးဖို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်တို့ကတက်မတော်အဥပဒေပုံမှန်39မြင်းဆောင်ကကြီးစစ်စည်းကမ်းဖောက်ပြမှုနဲ့ထောင်ကြခဲ့ရတဲ့စစ်တီတွေပါကျွန်တော်တို့ထောင်ကြနေတဲ့စစ်သားတွေကို 2023ခုနှစ်အမျိုးသားနေ့မှာလူငင်းချမ်းသာခွင့်ပေးခဲ့ပါတယ်။လူငင်းကရိုးရိုးမဟုတ်ပါဘူး။ထောင်ကထုတ်ပြီးစမှုပြန်ထပ်ခိုင်းတာပါ။ကျွန်တော်တို့ကတမတော်မှာမနေခြင်းလို့ထောင်ကြခံပြီးထွက်ခဲ့တာကိုထောင်ကထုတ်ပြီးစစ်သားပြန်လုတ်ခိုင်းနေပါတယ်။စစ်သားတစ်နှစ်ပြန်လုတ်ပေးရမယ်ဆိုပြီး calling ကိုပြန်တိုက်ခိုင်းပါတယ်။ calling မျိုးကိုတိုက်တော့ကျွန်တော်တို့ထောင်သားစစ်မှုထမ်းတွေတရက်ထဲ12ယောက်ကြာပါတယ်။ calling ကိုပြန်ရပြီးတော့ထီးကြိုင်ကိုပြန်တိုက်ခိုင်းမြန်နေတယ်။ ထိကြရောက်တော့လဲတေးကြပြန်ပါတယ်အခုကျွန်တော်တို့ထောင်ကြပြီးစစ်မှုပြန်ထိုင်းရတဲ့စစ်သားဟောင်းတွေ20ကျော်ပဲကျန်မာတော့တယ်တနည်းလဲကြော်လို့9လတောင်စွန်းနေပါပြီထွက်ခွင့်ကိုစာရွက်ပေါ်မှာပဲပေးပြီးတကယ်မပေးပါဘူးလို့စာရေးသားပေးပို့လာပါတယ်ရှင်ကျွန်မတို့အစီအစဉ်ဟာတမတော်သားတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကတီအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်တမရတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင် မက်ဆေ့ဘောက်ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အခွေသားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင် ဒါတော့ဗောနော်ကျတို့စစ်ကောင်စီတဖို့ဝင်တွေစစ်မတိုက်ချင်းလို့လို့ထောင်ချခံပြီးတော့မှလို့တဲ့အချိန်မှာစစ်ကောင်စီအရာရှိတွေကနေပြီးတော့မှရှေ့တောင်ပြန်ပို့လို့တဲ့အနေထားတွေကိုကျတို့ကြားတာဖြစ်တယ်ဒီလိုမျိုးကိစ္စတွေဆိုတာလည်းအရင်ကတည်းကလည်းစကွန်ဆန်နေပြီမှာလိုလေလိုထားရှိတဲ့အကွက်တွေပဲဖြစ်ဖြစ်မှာသူတို့အောက်ချေရဲဘော်တွေရဲ့အတက်ကိုပရာနာမထားမနဲ့ပါနော်ဒီလိုမျိုးထင်နေကြလို့ဆောင်နေတယ်ဆိုတော့လဲတွေ့ရတာပဲဖြစ်ပါတယ်အဲ့လိုမျိုးလုပ်ပြီးတာနဲ့ကြာဆုံးသွားတဲ့ရဲဘော်တွေကိုတော့မှသူတို့အနေနဲ့အထက်ကိုလုံးဝမတင်ပြဘဲနဲ့သူတို့ရတဲ့အထက်တဲ့အချို့ခံစားခွက်တွေကိုဘုံပြီးတော့မှပါနော် သူတို့ရဲ့ကတ်ထဲကိုထည့်တဲ့တရကဖြစ်စေများစွာလဲကျွန်တော်အရင်ကတည်းကကြားဖူးပြီးသားမို့လို့သမီတာစုဝင်နေတဲ့အခုလိုမျိုးစစ်ကောင်စီအရာရှိတွေအထက်ကဒီသူတို့ဘိုတွေရဲ့ပေါ့နော်လွတ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးတော့မှမချေနှမ်းမှုတွေများလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြည်သူဘက်ကနေပြီးတော့လက်ခံခေါ်နေတော့မှာပဲအလင်းမြတ်ဆုံးကိုပြောင်းလာတင်ပြီဆိုတဲ့အကြောင်းလဲထပ်ပြီးတော့မှဖိတ်ခေါ်ပြောလိုပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမချော်ဆိုးကနေပြီးတော့မှတဲ့နယ်လကနေပြီးတော့မှစစ်ကောင်စီရဲ့ကမ်းလှမ်းချက်ပေါ်မှာညှဉ်းဆဲလိုက်တဲ့ပုံမှာဘယ်လိုမျိုးအားချောင်းပြောဆိုထားမလဲဆိုတာစစ်ပြီးတော့မှကြည့်လိုက်ရအောင်နော် TNL အနေနဲ့ဒါသူတို့ကိုရခိုင်ကတတ်မှတ်ခဲ့တဲ့နမ်ဆန်နဲ့မန်တုံမြို့နယ်ကိုရောက်ရရကနေပြန်ဖို့တင်းနေရပြီလက်ရှိတီ TNL ရောက်ရှိနေတဲ့ဒါနောင်ချိုးတို့ဗျာရှမ်းမြောက်မှာရှိတဲ့မြို့တွေပြီးရင်ကျွန်တော်တို့ဒီဘက်မိုးကုတ်ဒီဘက်မှာကျွန်တော်တို့တပိတ်ချင်းစင်ကူးအဲ့ဒီကြောလုံးရောက်တဲ့နေရာနေပြီးတော့သူတို့ရဲ့အဖွဲ့တွေနမ်ဆန်နဲ့မန်တုံဘက်ကိုပြန်ဒီနေရာတွေပြန်ဆိုပြီးတော့တက်မလို့ရတဲ့အဲ့ဒါရှိတယ်အဲ့လိုအဲ့လိုဆွေးနွေးချက်တွေရှိတယ်ဒီပေါ်မှာကျွန်တော်တို့ TNL ဘက်ကလက်မခံဘူးလက်မခံမဲနဲ့ကျွန်တော်နောက်ဆုံးမှာနှစ်ဖက်ဆွေးနွေးမှုတွေကဒီအောင်မြင်မှုမရဘူးလို့ပြောမှာဖြစ်ပါတယ်အောင်မြင်မှုမရဘူး ော်ဒီချိန်တို့တရားနယ်လေးဘက်ကလည်းဝင်ခံလာတယ်သူတို့ဒီနှစ်ဖက်ဆွေးနွေးမှုတွေမအောင်မြင်ဘူးလို့သူတို့ဝင်ခံလာခဲ့တယ်ဝင်ခံခဲ့တယ်နောက်ထပ်နောက်ထပ်ကျွန်တော်ဆက်လာမဲ့ဒီစီဝေးကတော့နှစ်ဖက်တွေ့ဆုံမှုကတော့ကျွန်တော်ဩဂုတ်လမှာတွေ့မယ်လို့တော့သိရတယ်သိရတယ်အဲ့တော့ဆိုလိုရာကတော့လက်ရှိဒီတရားနယ်ထိချုပ်ထားတဲ့နောင်ချိုကြောင်မဲတီဘောမိုးကုတ်မိုးမိတ်မိုးမိတ်အဲ့ဒီဒေသကနေလက်ရှိတရားနယ်ထိချုပ်ထားတဲ့မြို့တွေကနေပြီးတော့မင်းတို့ဆောက်မင်းတို့နေရာမဲ့နေရာကရခိုင်တပ်ပတ်ထားတဲ့နမ်ဆန်နဲ့မန်တုံမှာပြန်နေပြန်နေ လက်ရှိရှမ်းမြောက်လမ်းကြောင်းပေါ်မှာလမ်းကြောင်းပေါ်မှာရှိနေတဲ့သူတို့ရဲ့တပ်တွေအကုန်ရွှေ့ရွှေ့လို့ဒီတပ်မတော်ကတော့အဲ့လိုရည်ရည်ရှိတယ်တီအန်အေကဒီပေါ်မှာလက်မခံအောင်အဲ့တော့ဒီတပ်မတော်သဘောထားရှင်းပါတယ်ဆွေးနွေးပါလားဆွေးနွေးပါလားတိုက်ပါလားတိုက်မယ်ဆိုလဲတိုက်မယ်ဆွေးနွေးမယ်ဆိုလဲဆွေးနွေးမယ်ဆွေးနွေးတဲ့အခါမှာတပ်မတော်ရဲ့ရည်ရည်ချက်နိုင်ငံတော်ရည်ရည်ချက်ဒါပဲရှိတယ်ရှမ်းမြောက်ဗန်လီတိုင်းမှာရှိတဲ့တီအန်အေအဖွဲ့ပြတ်ဆုံးဘယ်လိုဆုံးမလဲဆိုနတ်ဆန်နဲ့မတ်တုံကိုဆုတ်အဲ့လိုမှမဟုတ်ရင်တိုက်မယ်အဲ့ဒီသဘောဆိုတော့လက်ရှိဒီတပ်မတော်ရဲ့ဒီနောင်ချုံမျိုးနဲ့မှာဆိုရင်တပ်မတော်ရဲ့ဒီတပ်မတော်ရဲ့ဒီစစ်ကြောင်းတွေအားလုံးကနောင်ချုံမျိုးအနီးကိုရောက်နေပြီ တက်မလို့ကလက်ရှိငလင်ကြောင့်အပြစ်ရက်ထားလို့တာနောင်ချိုမျိုးကိုမသိမ်းတာနောင်ချိုမျိုးကိုမသိမ်းတာရော်ရဲသေးတယ်နော်မသိမ်းတာမသိမ်းတာရေလောက်လက်ရှိကျွန်တော်တို့ဒီတန်လီနဲ့ဒီတက်မလို့ဆွေးနွေးပွဲရှိတာကြောင့်တက်မလို့ကနောင်ချိုမျိုးကိုမသိမ်းတာလက်ရှိကျွန်တော်ဆွေးနွေးပွဲကတစ်ဖက်အောင်မြင်မှုမရဘူးလို့ပြောမှာဖြစ်တယ်အဲ့တော့ဒီတက်မလို့ကတော့နောင်ချိုမျိုးကိုဒီလက်ရှိရပိုင်းမှာကျွန်တော်တို့ဒါစေးရပဲဒါပြန်ပြီးတော့တိမ်းပိုင်းမိနေတာဖြစ်သွားပြီတိမ်းပိုင်းမိနေတာဖြစ်သွားပြီအဲ့တော့ကျွန်တော်ပလောင်မျိုးတွေတုံးမလားဆက်ကြည့်ရတော့ဗျာပလောင်မျိုးတွေတုံးမလားအဲ့တော့ပလောင်များကပြဘယ်လောက်တိုက်ရမှာလဲဘယ်လောက်တိုက်ရမှာလဲလက်ရှိကနောင်ချိုမှာနောင်ချိုမှာတိုက်နေတဲ့ တိုက်ပွဲလေးမှာဆိုရင်ခင်ဗျားအမပလောင်မားတယ်မိုးဆိုးမဖြစ်တာမနေဘူးမိုးဆိုးမဖြစ်တာမနေဘူးအဲ့တိုက်ပွဲမှာ TNL လေးဘယ်တော့ပေလဲဆိုတော့ TNL နဲ့ပေရည်ဘယ်တော့ပေလဲဆိုရင်ခင်ဗျားကျင်းကိုခင်ဗျားပေါက်ထူးလည်းမတူနိုင်လို့ဘဘိုးနဲ့ခေါ်ပြီးတော့သူအလောင်းနေထည့်နေရတယ်အများကြီးပဲပေးတာလေကဲကျော်စိုးကတော့ကျွန်တော်ပေါ့နော် TNL ကိုစော်ကားမကောင်နဲ့ အားချောင်းစင်ဟောပြောဆိုနေတော့တွေ့တာဖြစ်တယ်။တေယောအားကုန်းနဲ့လူမိုက်လို့ချင်နေတဲ့အုပ်စုတွေကတော့လာရှုမျိုးကိုရပြည့်တဲ့ချိန်မှာအခုဆိုလဲကျွန်တော်တို့တိုင်းပြည်ထဲမှာရှိတဲ့တရံဇာတနဲ့ဘာနာတွေအကုန်လုံးကိုတေယောလက်ထဲကိုထိုးအပ်ခဲ့ပြီးတော့မှသူတို့အာနာပါဝါတီမြဲနိုင်ဖို့ဆိုရင်မမဆိုလို့တတ်တဲ့အခြေအနေကိုလည်းကျွန်တော်တွေ့တာပဲဖြစ်ပါတယ်။တေယောအနေနဲ့ကတော့ကျွန်တော်တို့ဒီတီနယ်လေးတင်ပိုက်ထားတဲ့နေမျိုးတွေကနေပြီးတော့မှ MND ပြီးတာနဲ့အခုဆိုရင် ဆက်လက်ဖိအားပေးမှုတွေလှုပ်ဆောင်နေတာပြီးတော့မှစစ်ကောင်စီကိုနောက်ကွယ်ရနေပြီးတော့မှပေါ့နော်တရားလေးကိုကြောထောင်းတော့ကပေးမှုတွေလှုပ်ဆောင်နေပြီဆိုတော့လည်းတွေ့ရပဲဖြစ်ပါတယ်ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့ဝင်အနေနဲ့အခုကလေးကစစ်စီလုံးလုံးနဲ့စစ်ကောင်စီကိုအများဆုံးဖြိုချတင်နေပြီဆိုတော့လည်းတွေ့ရတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အရေးချုံပုံခွန်းရနေပြီးတော့မှ NUG PDF တွေကိုဘယ်လိုမျိုးအားချောင်းစိန်ကိုပြောဆိုထားအောင်မလဲဆိုတာစပီရမချစ်လိုက်ရအောင်နော်။ဦးသိန်းတို့ဥနေဝင်လက်ထက်ပေါ့ဥနေဝင်လက်ထက်မှာဗာပြောလဲဆိုတော့ဒီလိုပဲဥနေဝင်ကြီးကိုစန့်ကျင်ပြီးမှတော့ခိုးသွားတဲ့လူတွေအများကြီးအများကြီး တော့ခုကတော့ပူထဲမှာကျတော့အဲ့ဒီမှာခင်ဗျားတို့ပါချောင်းလူတက်မှုတွေဗာတက်မှုတွေခင်ဗျားတို့ကြားမှာအရှင်းရင်းတစားတွေကိုမိကင်တစားတွေကိုထိုးမရင်းကျင်နာတဲ့အချင်းချင်းတွေတက်ခတ်တာတွေခင်ဗျားတို့လည်းအတိဆုံးပဲအရှင်းဆက်ရှင်းမှာပေါ့ဗျာနော်ပါချောင်းတက်မှုတွေအဲ့တော့ဒါတွေကိုမြင်တော့ဒီတော့တဲ့ခွေပါတို့တွေပြောတယ်တချို့ကလည်းအဲ့တော့ဝန်ထမ်းတွေတောင်ပါတယ်အကိုကြီးညီလေးတို့ပြန်လာခြင်းနဲ့ပေါ့နော်အကျိုးကလည်းဗာပြန်လာခြင်းနဲ့ဖေးကြီးပြန်လာခြင်းနဲ့ပေါ့တို့စားရေးရေးကြတာအဲ့တော့ဦးနေဝင်းကြီးကဗာပြောလဲဆိုတော့ငါသားငါသမီးတို့တဲ့နော်ငါညီတို့တဲ့မင်းတို့ကိုတဲ့ငါကဘယ်တော့မှငါအိမ်ဘောကနှင်းချဘူးလို့လေတဲ့ မင်းတို့မင်းတို့ကသူစိတ်ဆိုးပြီးထွက်သွားတာလေတဲ့ငါကထွက်ပြေးရတဲ့စိတ်ဆိုးပြေးတဲ့အချိန်ကျဒါမင်းတို့အိမ်ကြီးနဲ့မင်းတို့နေရတဲ့အချိန်မီပြန်လာခဲ့ပါမင်းတို့စိတ်ဆိုးပြင်ပြန်လာမယ်ဆိုတော့လေငါတီးပြီးသားပါတဲ့အမေကကြိုဆိုပြီးသားတဲ့ဒီတိုင်းပဲအာချုပ်ကြီးကခင်ဗျာသူလည်းတဘောတော့တော်တော်နုညံ့တဲ့အထဲမှာပါတယ်နော်အာကျုပ်ကတဘောရနူးညံ့တဲ့ထဲမှာခင်ဗျာရမဆိုတရားလက်ကင်ထားလာတော့မှခင်ဗျာအောင်းမြရတယ်ဘုရားတကကြီးကနော်တော်တော်ကြီးကိုနူးညံ့တာတော်တော်ကြီးကိုတိမ်မွေ့တာကင်တဲ့နေရာမှာနော်တော်တော်ကြီးကိုတိမ်မွေ့တာတော်တော်ကြီးကိုခါလေဥဒိတော်မှာခါလေအံဟောတယ်သူဝေဖန်နေတာပဲထောက်ပြတရားပဲလीနော် ဒီတော့ခံနေပါလေမိသီးနဲ့ခဏပြည့်စုံတဲ့လူပြခေါ်တဲ့မရှိမရှိဘူးနော်ဒီတော့ပတ်စံလဲပေးသေးရဲ့ဗျာကောင်းကောင်းမွေလဲထားသေးရဲ့ဗျာမျက်နှာတောင်မှမပြပဲနဲ့ဒါလိုမမတ်မိအောင်မမတ်မိရင်ဟိုကောင်နဲ့မိသားစုတွေတတ်မှဆိုလို့လေအချို့အမောင်ငမိုက်သားတွေရာဟုတ်လားအတိညာမကျွေးနဲ့အတူယူရမှာအတူမယူနဲ့ဟာဒီကောင်မိသားစုတတ်မဲ့လင်းဝင်သွားတဲ့ဘာညာဆိုကြီးမှလေဗျာဒါမျိုးတွေဖြစ်မှဆိုလို့ဒီတော့တဘောထားပြေဝနေတဲ့ကာချုပ်ဟုတ်လားဒီတော့မေတ္တာတရားတွေကရုဏာတရားတွေ မုဒိတာတွေဥပေက္ခာယပြမယ်ဆိုတရား၄ပါးရင်းနဲ့ပြည့်စုံနေတဲ့သူကိုဘယ်မှာရှာမလဲတွေ့တော့နော်အဲ့လိုမှမရွေးချယ်ပဲနဲ့ခင်ဗျားတို့ရှေ့ရှောက်ရှေ့ရှောက်ပြီးမှဆက်မယ်ဆိုလို့ရှိရင်တော့နှောင်ချိုးမကြခင် လာလိုက်မယ်နှောင်ချိုးတို့တီဘောတို့ကြောင်မဲတို့မကြခင်မှာတက်မတော်ကပြန်ယူလိုက်မယ်အဲ့ဒါပြီးရင်မိုးဘုတ်ကိုယူလိုက်မယ်အဲ့ဒါပြီးလို့ရှိရင် PDF ကသူ့ဟာကိုဦးစင်းတကူကပြောရလို့ပဲတော့ခိုးပြီးမှဓမြလို့လို့ဘာလို့လို့တခုလို့လို့ဇဘိုးလို့လို့နဲ့တော့ချင်းမလာပြတ်သွားလိုက်မယ် ဒီမှာငါပေါ့ပြောချင်တဲ့ပုံစံကတော့ကျွန်တော် PDF တဖို့မနေကတိုင်းတားလင်းတကန်တဖို့မနေရဲ့ပေါ့နော်ဒီချေးကျွန်တွေဆိုတဲ့ပုံစံမျိုးနဲ့တို့အနေနဲ့အခုချိန်ဒီ water pen ပြောဆိုနေတာကိုလည်းတွေ့ရပဲဖြစ်ပါတယ်အရင်ခေတ်စစ်စစ်ကတို့စစ်တကနေပြီးတော့မှလှုပ်ဆောင်ခဲ့တဲ့ဒီတွေ့ခွဲစကားတွေနဲ့ပတ်သက်ပြီးတော့မှလည်းပြောဆိုနေတုန်းပဲဖြစ်ပြီးတော့မှစစ်ကောင်စီအနေနဲ့ကတော့ PDF တွေအလင်းဝင်ဖို့နဲ့တို့အနေနဲ့ပေါ့နော်ဒီတိုင်းတားလင်းတကန်တဖို့မနေရဲ့ ကြီးစိုးချဲလဲမိုးတွေကိုလောအောင်မခံသင့်တော့ဘူးဆိုတဲ့ပုံစံမျိုးတွေအထိအခုစဉ်ပြောနေမြောင်စားတွေပြောဆိုနေတာကိုလည်းတွေ့ရပဲဖြစ်ပါတယ်ဒါကသူတို့ခုဆိုရင်တေရွယ်အပေးထောက်ခေါမိုးနဲ့သူဇောင်းကြွနေတာပြမကျော်လို့တော်ရင်တမားတွေပုံမှာတွေ့ခွက်သက်ရှော်တဲ့နီလာတွေခိုးရပိုင်ကဆစ်စိတ်အသုံးပြလာတာပဲဖြစ်ပါတယ်ဒီငါပေါ့ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစိုးနေကြတဲ့မြို့ပပြည်သူတွေကလည်းပြမလည်းကိုယ့်ရဲ့မြင်လေးတွေခြာပြီးခဲ့ကြဖို့ကျွန်တော်အားလုံးကိုတောင်းဆိုပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ ပူတူမားနေပြီးတော့မှကျွန်တော်တို့ဓမ္မဘက်တော်ပြည်သူပြည်သားတွေအားလုံးကိုဘယ်လိုမျိုးစိန်ခေါ်ပြောဆိုထားအောင်မလဲဆိုတာတစ်ချက်တော့ခြေလိုက်ရအောင်နော်။လာရှုံမျိုးကိုတိုက်ခိုက်သိမ်းမိုက်ဖို့ဆိုပြီးတော့ကိုကန့်နဲ့ PDF တွေလာတိုက်တော့ကလာရှုံမှာရှိတဲ့ဒေတာခန့်အရတားပြည်သူလုံးဝအရတားနော်လူတစ်ထောင်ကျော်သေခဲ့တယ်။အဲ့ဒီတိုက်ပွဲမှာကိုကန့်တွေကသူတို့နည်းမီလိုချင်လို့တိုက်တယ်။တက်မတော်သားတွေကနည်းမီကာဝယ်ဖို့တိုက်တယ်။ဒါကြောင့်မလို့ကိုကန့်နဲ့တက်မတော်သားတွေနှစ်ဖက်မှာအကြဆုံးရှိတာကိုမပြောလို့ဘီနဲ့ဂျားတဲကနေမင်းစားပင်အဖြစ် အသက်တွေကိုဇာရိတ်ခံပြီးတေသွားရတဲ့ PDF ကလည်း900နဲ့600ကျားမှရှိတယ်။ဒါကြောင့်မို့ဒီလိုရှေ့မှာဖြစ်စဉ်တွေ၄နှစ်ကာလအတွင်းမှာနမူနာတွေများစွာရှိတဲ့သင်တန်းလာယူပါကိုဒေတာကိုစွန့်ပြီးမမွေးပါနဲ့လို့ထပ်ခါထပ်ခါသတိပေးခဲ့ပေမဲ့အခုတော့စစ်တပ်ကမီဒီယာရှိုးနေပါတယ်စစ်တောင်းတွေထိုးနေပါတယ်ကြားကြိုက်ခံနေရပါတယ်ဆိုပြီးအော်နေကြတယ်။ထပ်ခါထပ်ခါသတိပေးတာတော့မှခင်ဗျားတို့တွေပိမ့်ပိမ့်နေကြတယ်။ခါတည်းကြလို့ရှိရင်လေအောင်ခက်ပါလို့ပဲမသိအောင်ဟာမသိအောင်ဟာဆိုပြီးဆောက်ခွက်ကြီးပဲပြေးပြီးရိုက်ပေးချင်တယ် ဆိတ်ရှည်လေးရှည်ရိုင်းတာနော်ဟုတ်ပြီလားပြောရင်ဒေါသရေးပိုင်းအမားရေးပါလာမှာဆိုတော့ဒီလောက်ပဲတက်ဆက်ထဲမှာ NLD ပါတီကလွတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ချိန်ထဲမှာပဲပြီးသုံးလုံးပါတီကလွတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ဦးကျော်စေဟဖမ်းဆီးထိန်းသိမ်းခံရတယ်လို့သတင်းတွေကြားသိရတယ်ဒီဒီကိစ္စပေါ်မှာလည်းတချို့သောလူတွေကအထင်အမြင်တွေပြောကြတယ်ဦးကျော်စေဟဖမ်းဆီးထိန်းသိမ်းခံရတယ်နဲ့ပတ်သက်လို့ကျွန်မအနေနဲ့ပြောချင်စကားတစ်ခုမှရှိတယ်တုံးကြောင်ကြောင်နဲ့ရှင်တုံးလင်ပြောင်းနဲ့မရတုံးပါတီပြောင်းနဲ့ဦးကျော်စရာတဲ့ဒီလောက်ဆိုရင်တော့မိမိတို့ကိုယ်ပိုင်ဉာဏ်နဲ့ဒါစဉ်းစားကြည့်တာပါခင်ဗျ ကဲပူတူမှာတော့အခုဆိုရင်ပါတော့ကျွန်တော်ပီတူပီသားတွေအားလုံးအားနဲ့ပြတော့မှာပဲစစ်ကိုအတင်းခေါ်နေတယ်ဆိုတဲ့ပုံစံမျိုးတွေအထိပြောနေများစားတွေပြောဆိုနေတော့မှာဖြစ်ပြတော့မှာရှေးကောင်ကပေါ့ပြောတဲ့ပုံစံတတိယထဲကိုပဲပြန်ပြတော့မှာပြောဆိုတော့တော့တွေ့ရပဲဖြစ်ပါတယ်လာရှုမျိုးအားဆိုတော့စစ်ကောင်စီနေတဲ့သူတို့တနက်တက်ချက်တော်မှာမဖောက်ပဲနဲ့ရယူခဲ့တယ်ဆိုတဲ့ပုံစံမျိုးတွေအထိခုရပိုင်းခက်ဆစ်ဆစ်ပြောဆိုမှုတွေလည်းတွေ့ရပြတော့မှာကျွန်တော်ပီတူပီသားတွေနဲ့တော်လိုင်းတဖို့နေကြတဲ့မှာစီဝံကွင်းမှုတွေဖြစ်အောင်တော်လိုင်းကို နီမျိုးစုံနဲ့ပေါ့နော်နောက်ရှိဟန်သမိုးတွေလောဆောင်နေတာပဲဖြစ်ပါတယ်။တချိန်ထဲမှာပဲကျွန်တော်အလုံးတည်ထားတဲ့အတိုင်းမွေရန်ဇွေရဖေးအရင်းစားပုံမူကြီးဂျော်ဇီယာဆိုတဲ့ကောင်ကတော့အခုဆိုရင်စစ်ကောင်စီရဲ့ပြန်ပြီးဆွဲစီချုံခံရတာဖြစ်ပါမစစ်ကောင်စီအနေနဲ့ကတော့သူတို့လက်အောင်ငယ်သားချင်းချင်းပြန်ပြတော့မှပေါ့နော်ဇက်စုတာစားတဲ့အကွက်တွေကိုလည်းအခုဆိုရင်လွတ်လာနေပြီဆိုတာကိုလည်းကျွန်တော်နောက်ထပ်တွေ့တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့တင်တယ်လေကနေပြီးတော့မှဟုတ်ဆိုရဲစစ်ကောင်စီရဲ့တောင်းဆိုချက်တိုင်းလိုက်လို့မပြေးနိုင်ဘူးဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်တိုက်ထားတဲ့အသက်တွေမှာဆောက်အားမလားအဲ့ဒါလို့ပြန်ဆုပ်ခိုင်းမယ်ဆိုအစအဒီတော်နိုင်ပါပြုတ်ထုတ်ကြတော့ဘူးလေမင်းရောက်လဲအာနာသိနေငါတို့ကုန်ပေးလိုက်တော့မှာပေါ့ဟမ်ဘလောက်မှရဲနေစဉ်းစားကြည့်တွန့်နိုင်တဲ့အကျိုးစီးပွားဖြစ်ဖို့အတွက်သူများနိုင်ငံအသက်တွေစည်ပြီးလောက်ထားရတဲ့တော်နိုင်ရေးကိုဖျက်လို့ဖြစ်စီလုတ်ပြတဲ့လုတ်ရတာတေယုတ်ကသမီးပြန်တောက်တဲ့ဘဝပဲကောင်းတယ် နော်တချင်ရဖမေးအတော့ပြီးငတ်ခဲ့တဲ့မေးလို့အခုဒီကာလမှာနော်ကလိန်ကတိနဲ့စီးပွားရှာအတုအပထုတ်ပြီးတော့စီးပွားရှာပြီးတော့ကဘာကိုကလိန်ကတိလှုပ်ပြီးတော့နေရာတနေရာရလာဆိုအင်အားကြီးလာဆိုနိုင်နိုင်ငံငယ်နှမြောက်အကောင်လုံးကိုအကျွေးထောင်ချောက်တဲ့ဝင်အောင်လိုက်စီးအောင်တယုတ်တွေးမိထောင်ချောက်တဲ့ကိုရောက်နေတဲ့တိုင်းပြည်ဘယ်နှနိုင်ငံရှိပြီလဲကဘာကိုမှကြည့်လိုက်လက်ရှိမြန်မာနိုင်ငံဟာလားကျင်းနေတယ်ဒီပွဲမှာနိုင်အောင်တိုက်ထိုင်တိုက်ထိုင်ကြတိုက်နိုင်လို့ရှိရင်မင်းကမြပလောင်လားပအိုးလားရှမ်းလားပမာလားကရင်လားမတည်ဘူး နောက်တစ်ချိန်မြန်မာနိုင်ငံကလေတရုတ်တွေကြီးဆိုးပြီးတော့အဲ့တရုတ်တွေရှိမှာအဲ့ဒီတိုင်းရင်းသားတွေကပြန်ပြီးတော့ကျွံပြန်ခံတယ်အခုတော့မှနေဆက်ဒေတာတွေပဲကြီးလိုက်နော်အဲ့တော့ကျွန်တော်တို့တိုင်းသားလက်ထက်ကိုင်းအထူးသဖြင့်ဒီကြောက်ပိုင်းကတိုင်းသားလက်ထက်ကိုင်းအနေနဲ့နော်တီတူတွေအားလုံးရဲ့ရင်ထဲမှာပါရှိတယ်ဆိုတော့ခင်ဗျားတို့ပဲဒီမဖြစ်နိုင်တဲ့အရာကိုဂယုဆိုင်ရမလို့ခင်ဗျားတို့အနောက်မှာတီတူတွေရှိတယ်နော်အခုမိုးကုတ်တို့မိုးမိတ်တို့မန်တို့ဒီဝင်းတို့ကြောက်မဲတို့အထိတိုက်ထားတဲ့အရာတွေအဲ့ဒီမှာတေခဲ့ရတဲ့တော်လှန်ရေးဖို့ဘယ်လောက်ရှိလဲ ဟွန်းအဲ့ဒါပြောတာနော်တိုက်ပြီးတိုက်ခဲ့တာဟုတ်ကန်းနဲ့ပြစ်ပြီးတိုက်ခဲ့တာအဲ့တော့သူတို့ဘက်ကကြာကိုဘက်ကကြာတယ်သူတို့ဘက်ကကြာတဲ့ကောင်ကစစ်ကွေးတွေကိုဘယ်လိုမှတာမှုထားတာမဟုတ်ဘူးသူတို့စစ်တပ်ကိုလည်းနှက်ထားမှာမဟုတ်ဘူးစစ်သားတယောက်တွေဝါလို့မပြောနဲ့တက်လာတက်မှကြာဝါလို့စစ်ဖို့တို့ပြောက်ရင်မကုန်ဘူးအေးဒါပေမဲ့ကျွန်တော်တို့တော်လှန်ရေးအင်အားစုဘက်ကကြံ့ခဲ့တဲ့ရဲဘော်တိုင်းတန်ဖို့ကဖြတ်နိုင်ဘူးအဲ့ဒီအတွက် PNN အနေနဲ့နော်တိတ်ထားမှာကနောက်တစ်ခါဆွေးနွေးပွဲကြလို့ရှင်လဲသူတို့ဒိတ်ပေမဲ့အရာတွေကိုတောင်းစီရအကြောင်းမရှိဘူးကျွန်တော်တို့တိုင်းပြည်အဓိပ္ပာယ်ဆက်ပြက်စီရမလို့တော့ ဒီတစ်ချိန်မှာနိုင်အောင်တိုက်နိုင်တိုက်နိုင်ကြမတိုက်နိုင်ရင်တော့ပြီမြန်မာပြည်ကပြစ်ပြီကျင်းနေတယ်ဘာလို့ဆိုမင်းအောင်နိုင်ရင်သူအာဏာရဖို့အတွက်တရုတ်ကိုအခုလိုသွားခေါ်လဲဆိုတော့တရုတ်ကအကျိုးအမြတ်မရှိဘဲနဲ့တရုတ်အလုပ်လုပ်တဲ့နေရာခင်ဗျားတို့ပြင်ဘူးလားအဲ့ဒီမင်းအောင်နိုင်ဘာလို့လို့အောက်ကလက်ကုပ်ဒီနေတဲ့ခွေးသားတွေခွေးမတွေကိုငါမေးမယ်တရုတ်အကျိုးအမြတ်မရှိဘဲနဲ့အလုပ်လုပ်တဲ့ဟာမင်းတို့မြင်ဘူးလားအေးအဲ့တော့မင်းတို့တိုင်းကထိထားတဲ့ဒေတာကို မင်းတို့ကမင်းတို့စောက်တော့မကြလို့ပြန်မတိုက်နိုင်မယ်နဲ့တရုတ်ကိုတွားခေါ်အကျိုးအမြတ်တိုင်းပြည်တွေကအကုန်လုံးထုတ်ပေးပြီးတော့ဒီဒေတာကိုပြန်ရအောင်လုပ်တယ်အဲ့ဒါတိုင်းပြည်ရောင်းစားတာအတူတူပဲအဲ့ဒီနေရာတွေအားလုံးကအခုမြစ်ဆုံးတရုတ်ပိုလန်အကုန်ပါမှာအဲ့တော့တိုင်းပြည်ကိုရောင်းစားနေတဲ့အရာကြီးကိုမင်းတို့တွေကတမိုင်းပြည်အခံဖြစ်မဲ့အရာဒါတော့ကိုဆီယာနေပြီးမှပါနော်တရုတ်ကိုပြီးတော့မှခုဆိုရင်ကျွန်တော်တော်လိုင်းရဲလဲနဲ့ကင်တပ်ဖို့နေပုံမှာပြန်ပြီးတော့မှအနိုင်ကျင့်ဖို့လုပ်နေတဲ့စကောင်စီရဲ့အကြောင်းကိုဆုံးမပြောဆိုရတာဖြစ်တယ်။ကျွန်တော်မြောက်ပိုင်းညီနောင်အဖွဲ့တွေကတော့ဟိုဆိုရင် နေစစ်ကိုပေါ့နော်ခဏတာရဲ့တန်ထားပြီးတော့မှတရုတ်ရဲ့ဖျားပေးမှုတွေနဲ့သူစစ်ကောင်စီကနေပြီးတော့မှငင်းချင်းဆွေးနွေးချင်တယ်ဆိုတော့အနေထားတရက်တိကိုရင်ဆိုင်နေတာပဲဖြစ်ပါတယ်အားလုံးလည်းတည်ထားတဲ့အချိန် MND ကနေပြီးတော့မှသူတို့ဒီလာရှုမှုကနေပြီးတော့မှစုဟောခဲ့ရတာဖြစ်ပြီးတော့မှအလားတူပုံစံမျိုးကိုလည်းတရုတ်အနေနဲ့အခုဆိုရင်တင်တယ်လေးပုံမှာဆက်လက်ဖျားပေးလို့ဆောင်ဖို့စူးစမ်းနေတာကိုတွေ့ရပဲဖြစ်ပါတယ်တရုတ်အနေနဲ့ကတော့ကျွန်တော်နောက်ွယ်ရနေပြီးတော့မှပေါ့နော် မြမတော်လိုင်းမှာထဲထဲဝင်နေဝင်ရောက်ဆွဖဲမှုတွေလှုပ်ဆောင်နေတာပြည်သူမှပြည်သူတရားလုံးကနေပြည်သူမှလည်းတေယုရဲ့လူရဲနဲ့ပတ်သက်ပြည်သူမှသိရှိထားတာမို့လို့ကျွန်တော်တို့ပြည်သူပြည်သားတွေကနေပြည်သူမှတရုတ်ကိုဘလို့အနည်းနဲ့ပြန်ပြည်သူမှစန့်ချင်သုံးပြန်နိုင်မလဲဆိုတာကိုအခုကတည်းကဖြေရှာတင်နေတာပဲဖြစ်ပါတယ်တိုင်းတားလည်းနိုင်ငံတပ်ဖို့တွေချင်းချင်းနဲ့ကျွန်တော်တို့ဒီ NUG ပေါ်ဝင်ဂျန်တဲ့ တော်လိုင်းသမားတွေအားလုံးအားနဲ့ပြုမပါတော့ပြပနိုင်ငံတွေရဲ့ဝင်ရောက်ဆွဖမှုကိုဟန်တိုင်းရင်နဲ့စစ်ကောင်စီကိုအများဆုံးဖျော်ချဖို့လိုနေပြီဆိုတော့လည်းကျွန်တော်တွေ့တာပြပမှာပြည်သူပြည်သားတွေအားလုံးမျှော်လင့်နေတဲ့2025ခုနှစ်ထဲမှာစစ်ကောင်စီနဲ့ဖက်ဆက်အာဏာရှင်လူတစုကိုဖျော်ချဖို့ဝိုင်းဝန်းကြိုးစားကြပါဆလို့ပြောရတဲ့ကျွန်တော်ဒီနေ့မှလည်းပိုင်းဗီဒီယိုဒီနေ့မှာပဲဆုံးသက်ချက်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးဇူးချင်တဲ့ပြေဆုံးပြီးတော့မှဒါရဲ channel နဲ့ဒီလေးဖန်ဆန်းကြပါဆလို့ကျွန်တော်ဒီတင်ကားနဲ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်